်ကောခန်းကြီး15တိကောခန်းကြီး15အပိုင်ငယ်16ကနေ19မှာခရစ်တော်သည် ထားမြောက်တော်မမူလင်သင်တို့သည်ယုံကြည်တော်လဲအကျိုးမရှိဒူးစရိုက်အပြစ်အောက်၌ရှိကြသည်ထိုမှတပါခရစ်တော်ကိုယုံကြည်၍အိပ်ပျော်သောသူတို့သည်ဆုံးရှုံးခြင်းသို့ရောက်ကြပြီငါတို့သည်ခရစ်တော်ကိုအမိပြု၍ယခုဘဝ၌သာမျော်လင့်စရာရှိလင် အခြားသောသူ အပေါင်းတို့ထက်သာ၍ စင်ရဲသောသူဖြစ်ကြ၏သခင်ခွတ်တော်သာတဲ့မထမြောက်ဆိုရင်ကျွန်တော်တို့ယုံကြည်တာအကျိုးမရှိဘူးတဲ့ဘယ်အောက်မှာရှိလဲဆိုရင်တော့ဒူးစရိုက်အဖြစ်အောက်မှာရှိတယ်ယေရှုကိုယုံပြီးတော့အိပ်ပျော်တယ်ဆိုတာကတည်လွန်သွားတဲ့သူတွေအတွက်လည်းအဆုံးရှုံးခြင်းပဲနောက်ဆုံးတစ်ကြောင်းလေးကတိတ်ရေးကြီးတယ်ငါတို့ဒီခရစ်တော်ကိုအမိပြု၍ယခုဘဝ၌သာမျှော်လင့်စရာရှိရင်သင်ယေရှုကိုယုံတာ ီလောကခဏတာကောင်းကျိုးအတွက်ပဲမျှော်လင့်စရာရှိရင်တဲ့အခြားသောသခင်ရှုကိုမယုံကြည်တဲ့သူတွေထက်ကျွန်တော်တို့ကတာ၍စင်းရဲသောသူဖြစ်တယ်။ဒါကြောင့်မို့သခင်ရှုခရတော်ဖျားကိုယုံကြည်ခြင်းဟာအတင်ကအစဉ်ပြေဖို့အတွက်ပဲမဟုတ်ဘဲနဲ့ထာဝရလွတ်မြောက်ခြင်းရဖို့အတွက်ဖြစ်ပါတယ်။ဒါကြောင့်မို့တမန်ကျမ်းစာမှာယောမအောရစာခန်းကြီး၄ ယောမောဩရစာခန်းကြီး၄အပိုင်ငယ်25မှာယေရှုသည်ငါတို့အပြစ်ကြောင့်အံ့နံခြင်းကိုခံတော်မူ၏ငါတို့သည်ဖြောင့်မတ်ရာသို့ရောက်မည်အကြောင်းထားမြောက်တော်မူ၏တခင်ရှုကကျွန်တော်တို့ရဲ့အပြစ်ကြောင့်ရန်သူလက်ကိုအနိုင်ခြင်းကိုခံတယ်တလောကလုံးအပြစ်တွေအသိခံတယ်ကျွန်တော်အပြစ်တွေကိုယူဆောင်သွားတယ်ကျွန်တော်တို့ဖြောင်းမတ်ရာသို့ရောက်မည်အကြောင်းတဲ့အဲ့ဒီယေရှုခရစ်တော်ဘုရားက၃ရက်မြောက်သောနေ့မှာဘာလို့လဲဆိုတော့တည်ခြင်းကနေ ထမြောက်တယ်ဆိုတဲ့အကြောင်းကိုဖော်ပြပါเนาะဒါကြောင့်မို့ယေရှုထမြောက်တဲ့အတွက်ကြောင့်သင်္နေကျွန်ုပ်သည်ဖြောင့်မတ်တော်သူဖြစ်တယ်ဖြောင့်မတ်တော်သူဆိုတော့ဘာပြောတာလဲဆိုတော့အပြစ်တစ်ခါမှမလုပ်ဘူးတော်သူလို့ဖခင်အသိအောင်သတ်မှတ်တယ်ကိုကိုကိုပြန်စဉ်းစားကြည့်ပါဦးအပြစ်တစ်ခါမှမလုပ်ဘူးလားတစ်ခါမှစိတ်မဆိုးဘူးလားတစ်ခါမှဒေါသမထွက်ဘူးလားထွက်တာပေါ့ ဒါပေမဲ့ဘုရားသခင်ကကျွန်တော်တို့ကိုအပြစ်တစ်ခါမှမလုပ်ဘူးသောသူလို့သတ်မှတ်တယ်ဆိုတော့ဘယ်ပုံမှာသတ်မှတ်တာလဲဆိုရင်တော့သခင်ခရစ်တော်ဘုရားကိုယုံကြည်တဲ့ယုံကြည်ခြင်းပေါ်မှာဘာလို့လဲသတ်မှတ်လိုက်တာဖြစ်တယ်။ဒါကြောင့်မသင်ရယေရှုကိုယုံတဲ့အခါမှာအပြစ်ကင်းသောသူဖြောင့်မတ်သောသူဖြစ်ခွင့်ရ။သခင်ယေရှုတည်ခြင်းကနေရှင်ပြန်ထမြောက်မယ်ဆိုတဲ့အကြောင်းကိုတပည့်တော်တွေကိုပြောခဲ့တယ်။မာဂရလာမာရီနဲ့အခြားသောမာရီကဒီနေ့မနက်စောစောမှာသင်ချိုင်းကိုသွားတယ်။သူတို့သွားရတဲ့အကြောင်းရင်းကယေရှုထမြောက်ပြီလားလို့သွားကြည့်တာမဟုတ်ဘူး။ သူတို့ဘာလို့ဖို့သွားရလဲဆိုတော့ယေရှုရဲ့ရုပ်ခန္ဓာကိုစီနဲ့နော်မလောင်းနိုင်အောင်တောက်ကြနေကအဲ့တော့စီနဲ့လောင်းမှုအတွက်သွားခြင်းဖြစ်ပါတယ်စီလူဖို့သွားဒါပေမဲ့ဟိုရောက်တော့ယေရှုရဲ့ရုပ်ခန္ဓာမရှိတော့ယေရှုကခန္ဓာနဲ့တကွာဘာလို့သွားပြီလဲထားမြောက်သွားပြီဖြစ်တယ်ဒါကြောင့်မို့ချစ်တော်စီတိုင်းယေရှုခရစ်တော်ဖခင်သည်ခန္ဓာနဲ့တကွာထားမြောက်တယ်လို့တခင်ယေရှုခရစ်တော်ဖခင်ကိုယုံကြည်တော်သူကလည်းဒီရုပ်ခန္ဓာကမြေမုံကလာပြီးမြေမုံတို့ပြန်ရတော်냐လဲတနေ့မှာအဲ့ဒီခန္ဓာကိုယ်ဟာ သခင်ရှုကဲ့သို့ဝိညာဏခန္ဓာကိုယ်နဲ့ထမြောက်မယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရတယ်။တပည့်တော်နှစ်ယောက်ကတဲ့အိမောက်မြို့ကိုယေရုရှလင်မြို့ကနေသူတို့သွားတဲ့လမ်းမှာသခင်ရှုကသူတို့အနားမှာပေါ်လာ။သူတို့ကဘာအကြောင်းပြောနေလဲဆိုရင်ဟာတလောကအသက်ခံလိုက်ရတယ်။လူသားအလုံးကိုကယ်တယ်မဲ့မေရှိယလို့တော့ပြောတာပဲ။ဒါပေမဲ့အခုတော့သူများတက်လို့သေပြီ။အဲ့တော့ तू ကတော့အခုသင်္ချိုင်းကူထဲမှာလဲမရှိတော့ပြန်ဘူးအဲ့ဒီအကြောင်းကြီးပြောနေတယ် အကျဉ်ရှုကသူတို့ဘာပြောလဲဆိုတော့မင်းတို့မောရှိရဲ့ကျမ်းပညာတိကျမ်းတွေပရောဖက်ကျမ်းဆိုရယ်အနာဂတ်တိကျမ်းတွေမဖတ်ဘူးလားအဲ့ဒီတဲမှာခရစ်တော်ကအဲ့ဒီလိုပဲထားမြောက်မယ်ဆိုတာရေးထားတယ်လေအကျဉ်ရှုကသူတို့ကျမ်းစာရှင်းပြသူတို့ကအိမ်ရောက်တဲ့ခါမှာယေရှုကလွန်သွားမယ်လို့ပြောတာကမလွန်ပါနဲ့ကျွန်တော်အိမ်မှာဝင်သေးပါအောင်ဝင်တဲတဲ့ခါမှာတကင်ရှုကိုဧည့်ခံအဲ့ဒီခါမှာထုံးစံကဧည့်တယ်ကိုပဲအင်ရှင်ကမလုပ်အောင်မလဲမုတ်ချွေးရမှာဒါပေမဲ့တကင်ရှုကမုတ်ကိုဖဲ့ပြီးတော့သူတို့ကိုကျွေးတယ် အဲ့ဒီခါမှာတပည့်တော်နှစ်ယောက်ကလည်းမျက်လုံးပွင့်လင်းနေတယောက်ကနာမည်ကိုတော့ရေးထားတယောက်ကနာမည်ကလောဖလို့အမည်ရမျက်လုံးမျက်လုံးပွင့်သွားတယ်ဟာဒါငါတို့သခင်ပဲအဲ့ဒီလိုမျက်လုံးပွင့်သွားတဲ့ခါမှာဘာဖြစ်သွားလဲယေရှုပြောက်သွားတယ်ဝိညာဏခန္ဓာကိုယ်ရဲ့သဘောတရားကိုပြောက်တယ်သူတို့နားမှာရှိနေတော့ဒါပေမဲ့သူတို့မျက်လုံးကသခင်ပဲလို့မသိတဲ့ခါမှာသခင်ရှုလို့မသိဘူးမျက်လုံးကချုပ်တာဒါပေမဲ့သခင်ပဲလို့သိလဲသိရောသခင်ရှုပါလို့သွားလဲပြောက်သွား ါပေမဲ့တပည့်တော်တွေစုဝေးနေပြီးတော့သောမတ်ဆိုတဲ့တပည့်တော်ကအဲ့ဒီယေရှုရဲ့သင်ချိုင်းကိုသူမရောက်ခဲ့ဘူး။တခင်ယေရှုရဲ့ထားမြောက်ခြင်းသူနဲ့မဆုံခဲ့တဲ့အခါငါမယုံဘူးတဲ့။ငါဟာမြင်ရမှယုံမယ်။အဲ့ဒီလိုပြောနေတဲ့ချိန်မှာတဲ့သူတို့အလယ်မှာဘသူဘွားခနဲ့ပေါ်လာလဲဆိုတော့ယေရှုကဘွားခနဲ့ပေါ်လာ။အဲ့ဒါကဝိညာဏခန္ဓာကိုရဲ့ထူးခြားချက်ဖြစ်တယ်။ရပ်ပေါင်း40လုံးလုံးတပည့်တော်တွေကိုကိုထင်ရှားပြခဲ့တယ်။နောက်ဆုံးမှာကောင်းကင်ကိုအရှင်လက်လက်ပေါက်သွားလဲပြန်တက်ကြွသွားတယ်။ လေမစည်းသွားပါဘူးဒုံးပြန်မစည်းသွားပါဘူးအာကာသကိုတတ်သွားတဲ့ခါမှာအဲ့ဒီခန္ဓာကိုယ်နဲ့ပဲတတ်သွားတယ်ဒါကြောင့်မို့အဲ့ဒီခန္ဓာကိုဖရာသခင်ကြောင်းအတွက်ပေါက်ထားလဲဆိုတော့ပြင်ဆင်ထားတယ်ကျွန်တော်တို့ကဒီခန္ဓာကိုဆွဲလန်းတယ်ဒီခန္ဓာကိုမဆွဲလန်းပါနဲ့ဒီလောကရာတွေကိုမဆွဲလန်းပါနဲ့ဒါကြောင့်ဖရာသခင်ကကျွန်တော်တို့ကိုတတိပေးတယ် COVID-19 အားဖြင့်လည်းတတိပေးတယ်ကျွန်တော်တို့နိုင်ငံမှာနိုင်ငံရေးအရှုပ်ရှင်းနေဖြစ်ပြီးတော့စစ်ပွဲတွေအားဖြင့်လည်းကျွန်တော်တို့ကိုတတိပေးတယ်ကုံစိန်းလုံးနေတက်တယ်အဲ့ဒါနဲ့လည်းတတိပေးတယ်အခုနောက်ဆုံးငလင်နဲ့လည်းဘုရားသခင်ကမလုပ်လဲတတိပေးတယ် ။နလင်လှုပ်တဲ့အခါမှာနော်ကျွန်တော်တို့ဟိုးပြင်မနာနော်ကျွန်တော်တို့ပျော်ပွဲမန္တလေးစကိုင်းအိတ်ထိကျွန်တော်ငလင်ဖေးသွားတဲ့အခါမှာဆရာဆိုင်တို့ဆရာဝဲတို့လည်းပါတဲ့အခါမှာကျွန်တော်ကပြောလဲဆိုတော့ဆရာဆိုင်ဆရာဝဲဆရာတို့ကတိတ်ခါတော့ဆရာတွေဆိုတော့ဆရာတို့ကိုကျွန်တော်တို့လေးစားသောအဖြစ်မန္တလေးမှာဟိုတယ်ပြင်ဆင်ထားပေးတယ်ရှစ်လွာမှာနေရမယ် ယ်เนาะကျွန်တော်ကနောက်ပြီးပြောတာပါဆရာဆိုင်ကပြောတယ်ဟမ်မနေဘူးတဲ့ရှစ်လွားတဲ့လေခွင်းမဲ့အိမ်အိပ်ပြရစီတဲ့เนาะအဲ့တော့ငလင်လောက်လာတဲ့ခါဘသူမှအထက်မြင့်မှာမနေရဲတော့ဟာလူတွေအားကြတဲ့တိုက်တာအဆောက်ဦးတွေဟာခဏတာတော်တင်းပါလေအော်တဲနဲ့နေရတာပိုကောင်းပါလားဆိုရဟာဖြစ်လာနော်ကျွန်တော်တို့ရန်ကုန်ဆိုပို့ဆိုးတယ်ဗျအားလုံးကအဝေးစီတွင်တူးထားတာအောက်မှာဂလာကြီးပဲ နော်မိုးရမ်းယူအောင်လို့ရေတာဘဲမှမသွားတတ်ပဲစုပြုံနေတော့အဲ့ဒီဝိတ်နဲ့ကျွန်တော်အားလုံးပဲကျွန့်ကြသွားမှာဒါဟဲ့ရေတဲ့ဟိုကျွန့်ကြသွားမှာရန်ကုန်မြစ်ထဲကိုအားလုံးပေါက်သွားမှာလေကျွန့်ကြသွားစရာအကြောင်းရှိတယ်။နောက်ဘယ်အချိန်ပါဖြစ်မလဲဘယ်သူမှမသိနိုင်ငလင်ဖြစ်တဲ့အခါမှာ1 2 3ဘယ်သူမှပြေးဖို့မလွယ်ဘူးကျွန်တော်လည်းငလင်ဖြစ်တော့ဟိုအေးတရာမှာရောက်နေတာဟာငလင်လှုပ်တဲ့အခါမှာ1 2 3ဆို ကျွန်ဆရာဝင်းမရတော့ရောက်သွားပါလေအပြင်เนาะဆရာဝင်းမရမြန်တယ်เนาะအန်တီမေယောရဲ့လက်ကိုဆွဲပြီးတော့ဟာသူအတွေ့အကြုံရှိတယ်ပဲအသက်ကြီးတော့လေကျွန်တော်ကလည်းပြေးဖို့စဉ်းစားတာပါဒါအပေါက်ကလည်းကျင်းတော့ကိုယ်ပြေးလို့မရကျွန်တော်လည်းအိမ်သားမှာပဲထိုင်နေရတယ်เนาะဒီနေရံတော့မဟိုအင်္ဂလိပ်တော်ပြုတ်ကြပြင်းအားဘယ်တော့ပြင်းလဲဆိုတော့တကယ်တမ်းပြင်းလေမလွယ်ဘူးဗျအဆောက်အဦးပြုတ်ကြရင်အားလုံးသိမှာဒါပေမဲ့ ဘုရားသခင်ကကျွန်တော်တို့ကိုဒီလိုအနေထားတွေအပြင်ဘာသတိပေးလဲဆိုတော့ဒီလိုကကြီးကမတီမြဲဦးတော့သင်စိတ်ဝင်စားနေတယ်သင်ဆွဲလန်းနေတယ်အဲ့ပတ်စံတွေရွှေတွေငွေတွေကြောက်တံပရမများတွေတိုက်တာအဆောက်အဦးတွေဘယ်အရာမှမတီမြဲတီမြဲတဲ့အရာပါလေသင်ရဲ့အသက်ဝိညာဉ်ဒါကြောင့်မို့လူသည်ဤစက်ကြောရကိုအကျွင်းမဲ့အဆိုးရတော့လေမိမိဝိညာဉ်ရှုံးလင်ဒါကြောင့်အဲ့ဒီအသက်ဝိညာဉ်ကိုတံမိုးထားရမယ်လူတွေပြောင်းနေဖို့သင်ကိုယ်တိုင်လည်းထာဝရသက်ရဖို့အဲ့ဒီဝိညာဉ်ကိုတံမိုးထားရမယ် ။ဘာလို့ဆိုအဲ့ဒီဝိညာဉ်ကဘာထက်တောင်တန်မှုရှိလဲ။စက်ကြောရထက်မကတန်မှုရှိတယ်။ဟိုတလုံးကကျွန်တော် Facebook မှာမတွေ့မိလဲဆိုတော့သိပ္ပံပညာရှင်တွေအားတဲ့ဂျိုတခုသွားတွေ့တယ်။အာဂါတထဲမှာ။အဲ့ဒီဂျိုအားတဲ့ဘာတွေနဲ့ပြင်းလဲဆိုတော့စိန်နေနဲ့ပြင်းနေ။တဂျိုတော့စိန်နေကြီးပဲတဲ့။ဟာ။အဲ့ဒီဂျိုတော့ပိုင်လိုက်လို့ရတော့တဲ့။ဟာ။အသေးဖြစ်ပြီ။နော်။အော်။လူတွေကတော့ဘာမဟုတ်တဲ့နော်ကျွန်တော်တို့ဖားကန့်တို့သွားရင်သိရပါတယ်ကြောက်ဟာအဲ့ဒီကြောက်လိုက်ရှာတာလူဘအသက်ရင်းပြီးတော့ အဲ့ဒီမြေကြီးအောက်ထဲကကြောက်တယ်တိတိလေးတွေဖျားပန်စင်းသားစိန်တစ်ခုလုံးပြည့်တဲ့ကဘာလောက်ရှိတဲ့ဂျိုးတွေဒီဂလက်စီထဲမှာမပါလို့နေလဲရှိနေတယ်အော်ဒီစိန်နဲ့ပြည့်တဲ့ဂျိုးတော်ရှိရင်ရွှေနဲ့ပြည့်တဲ့ဂျိုးလည်းရှိမှာပဲဓာတ်ငွေနဲ့ပြည့်တဲ့ဂျိုးတွေလည်းရှိမှာပဲအော်ဖျားသခင်အရာခတ်သိန်းကိုငါပိုင်တယ်ဆိုတော့မပါလို့တာလဲပြတာလောကမှာအဲ့ဒီအနေချင်းလေးတွေမဆွဲလန်းစမ်းပါနဲ့ကျွန်တော်ဆွဲလန်းရမယ့်အရာကဖျားကိုဆွဲလန်းရမှာဖြစ်တယ်ဒါကြောင့်ခြေတော်စီတိုင်း ကျွန်တော်တို့ရဲ့အသက်ဝိညာဉ်ကတန်ဖိုးရှိတယ်နော်။ဘာထက်မကတန်ဖိုးရှိလဲဆိုတော့စัจ java ဝလာထက်မကတန်ဖိုးရှိတယ်။ဒါကြောင့်မို့အဲ့ဒီအသက်ဝိညာဉ်ကိုတန်ဖိုးထားပါကျွန်တော်တို့သခင်ခွတ်တော်ဘုရားကိုယုံကြည်တဲ့အခါမှာယေရှုခရစ်တော်ဘုရားက၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောင်းပြီးတော့ကျွန်တော်တို့ရဲ့အထဲကိုရောက်လာနော်ယုံကြည်သူတယောက်ရဲ့ဗတ္တိဇံမြင်္ဂလာယောမဩရစာခန်းကြီး၆ပါနော်အဲ့ဒီအကြောင်းလေးရေးထားတယ် အပိုင်ငယ်3:4ကိုဖတ်ရင်ယေရှုခရစ်၌ဗတ္တိဇံကိုခံတော်သူရှိသည်များတို့သည်အသေခံတော်မူခြင်း၌ဗတ္တိဇံကိုခံကြသည်ဟုသင်တို့မသိသလားယေရှုခရစ်၌ဗတ္တိဇံခံတော်သူဟာအဲ့ဒါအသေခံတာပဲပြောချင်တဲ့သဘောတရားသင်ရခရစ်တော်နဲ့တူလက်ဝါးကလိုက်မှာဘာဖြစ်သွားပြီလဲသင်ရဇာတိသဘောတွေသေသွားပြီရေထဲမှာနှစ်လိုက်ချင်းကသင်ရဇာတိကိုဘာလုပ်လိုက်တာလဲဗဂျူလိုက်တာဖြစ်တယ်ဒါကြောင့်မို့အေးဝင်ကလေးတရားဆိုတာကသုံးချက်ပဲ ယေရှုသင်အဖြစ်အတွက်လောကကလိုက်မှာအသိခံတယ်သင်းကြိုတယ်မြုပ်နှံတယ်သုံးရနောက်ဆုံးနေ့မှာသေခြင်းကဘာလို့လဲအဲ့ဒီသုံးချက်မပြည့်စုံရင်ဧဝံဂေလိတရားမဟုတ်ဧဝံဂေလိတရားဆိုတာကယေရှုကျွန်တော်အဖြစ်အတွက်အသိခံတယ်မြုပ်နှံတယ်သုံးရမြောက်သောနေ့မှာရှင်မြတ်ထမြောက်တယ်အဲ့ဒါဧဝံဂေလိတရားလို့ခေါ်ပါတယ်ဗာတိဇံခံခြင်းကလည်းအဲ့ဒါနဲ့ပုံစံတူတယ်ခရစ်တော်လောကကလိုက်မှာကျွန်တော်အဖြစ်အတွက်အသိခံတယ်လို့ကျွန်တော်တို့ရဲ့ဇာတိလူလူဟောင်းအာရန်ကဆင်းသက်လာတဲ့အပြစ်သားတဘာဝကလည်းလောကကလိုက်ပေါ့သွားလဲ သေသွားတယ်အဲ့ဒီသေသွားတဲ့သူကိုနှစ်ချင်းခံတယ်ဆိုတော့ရေထဲမှာနှစ်လိုက်တယ်ဆိုတော့ရေထဲမှာသူ့ရဲ့အပြစ်သားဘဝကိုဘာလို့ဆိုတော့တင်းကြိုလိုက်တာဖြစ်တယ်အပြစ်သားဘဝကိုတင်းကြိုလိုက်အဲ့ဒီလိုတင်းကြိုပြီးတဲ့အခါမှာတဲ့ပြန်ပြီးတော့ရေထဲကနေထလာတဲ့အခါမှာသင်ဟာငကိုလူဟောင်းအသက်တာနဲ့အသက်မရှင်ရတော့ဒါကြောင့်မို့ရောမဩဇာခန်းကြီး6အပိုင်ငယ်၄မှာထိုးကြောင်နဲ့အသေးခံတော်မူခြင်း၌ဗတ္တိဇံကိုခံတော်အားဖြင့်ထိုးသခင်နှင့်အတူတကြိုချင်းကို ခံကြ၏အကြောင်းမူကားခရစ်တော်သည် ခမည်းတော်၏ဘုံတကိုးအားဖြင့်သီခြင်းမှထမြောက်တော်မူသည့်ဤသူငါတို့သည်လည်းအသစ်သောအသက်၌ကျင်လေရကြသည်ဒီမှာအရေးကြီးတဲ့စကားလုံးလေးကအသစ်သောအသက်ခရစ်တော်ကသေခြင်းကနေရှင်ပြန်ထမြောက်တယ်ဒီနေ့ကရှင်ပြန်ထမြောက်ရနေ့ဖြစ်ပါခရစ်တော်သေခြင်းကနေဘာလို့လဲရှင်ပြန်ထမြောက်တယ်လောကမှာဘယ်သူမှသေခြင်းတရားကိုမအောင်ပါဘူး ဒါပေမဲ့သခင်ရှုကိုယုံကြည်သောသူဟာသေတော်တော်လဲအသက်ရှင်နိုင်မယ်။သေခြင်းကိုအောင်ခွင့်ရမဆိုင်ရမှာကြောက်စရာမလိုမဝိရမှာကြောက်စရာမလိုယောဂကြောက်စရာမလိုနောက်ဆုံးကုန်ကုန်ပြောမယ်သေခြင်းကိုတော့ကြောက်စရာမလိုတော့သေခြင်းကိုတော့ကြောက်စရာမလိုမှတော့ဘာမှကြောက်စရာ မရှိတော့ကျွန်တော်တို့အတွက်ခရစ်တော်ကကျွန်တော်တို့ကိုအားလုံးလှုပ်ပေးပြီးသွားမယ်ဒါကြောင့်မို့လောကအိမ်မှာယေရှုသေခံတဲ့အခါမှာ it is finished အမှုပြီးပြီ သင်တို့ဘုရားခင်အားလုံးပြင်ဆင်ပြီးသွားပြီသင်ဘက်ကယေရှုကိုယုံလိုက်တာနဲ့အဲ့ဒီယုံတဲ့နေ့ကစပြီးတော့သင်ဟာလူသစ်ဖြစ်ပြီဖျားသားဖြစ်ပြီကောင်းကင်နိုင်ငံဝင်ခွင့်ရပြီယုံတဲ့နေ့ကစပြီးသင်တရာကောင်းကြီးနဲ့ပြည့်သွားပြီကောင်းကြီးနဲ့ပြည့်သွားပြီလို့ပြောရင်အာယေရှုကိုတော့ယုံတာပေါ့ဒါပေမဲ့ဘမလည်းပတ်စံယေရှုကိုတော့ယုံတာပေါ့ဘမလည်းငါတို့ရဲ့ဘဝတတာထဲမှာတိုက်တွေကားတွေကောင်းကြီးလို့ပြောလိုက်ရင်ကျွန်တော်ကဘာသွားမြင်လဲမတီမြဲတဲ့လောကစည်းစိမ်ကိုသွားမြင်တယ် တကယ်တော့ကောင်းကြီးမင်္ဂလာဆိုပြီးမှသင်နဲ့အတူဖခင်ရှိခြင်းပဲယေရှုခရစ်တော်ရှိခြင်းကသင်ရဲ့မင်္ဂလာပဲဒါကြောင့်မို့ကျွန်တော်အမြဲတမ်းတတ်သိခံပါတယ်ကျွန်တော်ပြောပါမှာဟိုးမြောင်းမြမှာကျမ်းစာသွားတဲ့တော့ကားနာတော့ကားရက်တော့ထမင်းစားနာတော့အမထမင်းဝယ်စားစရာပတ်စံမလုံလောက်အောင်အပြန်ကားကပဲရှိတော့ထားတာကော်ဖီမိတ်ပလင်းလေးတစ်ခွက်ဝယ်တော့ ဘေးနားမိသားစုစုဆင်းလာဟာခေါက်ဆွဲကြော်တပွဲကြားစမ်းကြော်တပွဲကုန်းမောက်ဟာမှားလိုက်လားကျွန်တော်လှမ်းကြည့်လို့ဟာအငွေတစ်ထောင်တောင်းနဲ့စားနေကြကျွန်တော်ဘုရားသခင်ကိုပြောတယ်ဘုရားခင်နည်းနည်းကောင်းကင်ကငုံကြည့်ပါဒီမြင်ခွင့်ကမြင်လို့မကောင်းဟိုမှာလောကသားဟာကောင်းကောင်းမွန်မွန်စားတောက်နေလိုက်ကြတာဒီမှာဘုရားသားလို့ပြောတဲ့သူကဘယ်မှာလဲခေါက်ဆွဲကြော်ဘယ်မှာလဲကြားစမ်းကြော်စားစရာတော့မရှိဘူးဘယ်မှာလဲဘုရားရှိခြင်းရဲ့တတ်သိဟာကျွန်တော်ဘုရားကိုမေးခွန်းနဲ့မေးတယ် ဖျားသခင်ကျွန်တော်အတွင်းဝိညာဉ်တွေကနေစကားပြောတာဘာပြောလဲသလားမျက်နေတဲ့ငါမင်းနဲ့အတူရှိနေရတဲ့သားနေမင်းပါလို့ညီတွာစိတ်ပြတ်နေရတာလေကျွန်တော်လည်းဖျားကိုပြန်ပြောတယ်ကိုတော်အတူရှိတာတော့ဟုတ်တော့ဘာမှလည်းခေါက်ဆွဲကြောကိုတော်အတူရှိတာတော့ဟုတ်တော့ဗောဒါမှကြာတဲ့ကြောင်မှမရှိပဲဩဖျားအတူရှိခြင်းကိုခေါက်ဆွဲကြောတပွဲလောက်တော့ကျွန်တော်တန်ဖိုးမထားမိဖျားနဲ့မရင်းမိခင်တော့ယေရှုကိုရရင်ချမ်းသာရမယ်ကြွယ်ဝရမယ်အောင်မြင်ရမယ်အဲ့ဒီလိုထင်တာလား no 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 ယေရှုကိုမရဘဲနဲ့ချမ်းသာသူတွေလောကမှာတပုံကြီးပါယေရှုကိုမရဘဲနဲ့အမှုပညာနဲ့ပဲအာကစားနဲ့ပဲဘော်လုံးနဲ့ပဲအောင်မြင်တဲ့လူတွေတပုံကြီးပါဒါဆိုရင်စစ်မှန်သောချမ်းသာခြင်းကဘာလဲလောကစည်းစိမ်ဥစ္စာတွေရှိခြင်းကိုပြောတာမဟုတ်ဘူးမိတ်ဆွေစစ်မှန်သောချမ်းသာခြင်းအကြောင်းဘုရားပေးသည်အဲ့တော့ကျွန်တော်နားမလဲကိုတော်ရှိရသားနဲ့ဘာမှလည်းတတ်သေးတတ်သေးဆိုတဲ့အခါမှာအပြင်ကခောက်ဆွဲကြော်လောက်ပတ်စံလောက်ကိုပဲကျွန်တော်သွားပြီးတော့မြင်မိတာကျွန်တော်တနေ့အမှုတော်ဆောင် ရာဝဲတို့လည်းပါတာဟိုးလာရှုပ်ဘက်သွားဟွာပြည်ထိရောက်နော်အဲ့တော့ကိုဗစ်နည်းနည်းလေးပြီးကစားပေါ့ကိုဗစ်တော့ရှိသေးတယ်ဒါမှမဟုတ်ကျွန်တော်သွားစမ်းစာတင်တော့ကျွေးတာဗျတကယ်လာလိုက်အားမထမင်းဝိုင်းရဝပောင်တွေရောကြက်ပောင်တွေရောဟာခေါက်ဆွဲကြောကြာတန်းကြောနည်းနည်းနည်းစားတာတကယ်ပထမတည့်ကတော့ဟုတ်တော့ဗောနောက်ရက်ဒီကြောင်မစားနိုင်တော့ကြာကြာလားလူကဤလာဘုရားသခင်ကျွန်တော်ဘောရောမျက်နေမစားနိုင်သေးလားဟာမစားနိုင်တော့နော်အဲ့တော့ဝါပြီထိကျွန်တော်တို့ကိုကျွေးတာ ကျွန်တော်ဆရာဝယ်မင်း drip ချိတ်လိုက်ရဆရာဝယ်မင်းလိုက်တဲ့အမှုတော်ကျွန်တော်နဲ့အမှုတော်လုံကမှာတခါမှ drip မချိတ်ရအောင်ဟောဆရာဘာလို့ drip ချိတ်ရတာလဲဟောအစားမဝင်လို့လားမဟုတ်ဘူးလေစားရလုံးလုံးမခံနိုင်တော့ဘူးအော်ကျွန်တော်ထင်တာအားပြက်သွားလို့တော့ drip ချိတ်ရတယ်ထင်တာမဟုတ်စားရလုံးလုံးဟာမခံနိုင်တော့လူက drip ပါချိတ်လိုက်ရဘုရားသခင်ကျွန်တော်ပြောပါတယ်ညနေတဲ့အဲ့ဒီစားရတဲ့အချိန်ဒီပုံမင်းမตายရနဲ့လူတွေကပတ်စံရှင်းတายရတတ်တယ်ဟာကြွယ်ဝဝအဲ့ဒီပုံမှာตายရတယ်အဲ့ဒီပုံမှာမตายရနဲ့ ်မင်းဟိုးတော့ကမဆားရတဲ့အခြေအနေပေါ်မှာလဲအဲ့ဒီလိုအခြေအနေမျိုးကြုံခဲ့ရင်လဲမငြီးတွားနဲ့စိတ်မပြတ်နဲ့မင်းရဲ့အသက်တာထဲမှာဆားရသည်ဖြစ်စေမဆားရသည်ဖြစ်စေငါရှိခြင်းမှာကြည်နှက်ပြီးတော့အသက်ရှင်တတ်ပါဟာကျွန်တော်သဘောပေါက်သွားတယ်ကျွန်တော်တို့ရဲ့ကြွယ်ဝခြင်းဆိုတာယေရှုရှိခြင်းပဲပတ်ဆိုင်ရှိခြင်းမဟုတ်အကောင်းစားအင်ကြီးရှိခြင်းမဟုတ်အကောင်းစားအင်ရှိခြင်းမဟုတ်ကျွန်တော်တို့ရဲ့ကြွယ်ဝခြင်းဟာယေရှုရှိခြင်းကျွန်တော်တို့ရဲ့အောင်မြင်ခြင်းဟာစီးပွားရေးမှာအောင်မြင်သွားတဲ့အမှုပညာနယ်ပဲဟာအဲ့ဒါမဟုတ်ကျွန်တော်တို့ရဲ့အောင်မြင်ခြင်းဟာယေရှုရှိခြင်းပဲ လောကကိုအောင်မြင်တဲ့ဖရာသင်တဲ့သူရှိခြင်းကအသင်ရဲ့အောင်မြင်ခြင်းပဲစီးပွားရေးနယ်ပယ်မှာအောင်မြင်တယ်အဲ့ဒါလောကထဲမှာအောင်မြင်တာအမှုပညာနယ်ပယ်အောင်မြင်တယ်အဲ့ဒါလောကထဲမှာအောင်မြင်တာလောကထဲမှာအောင်မြင်တာလောက်ကတော့စာမဖွဲ့တော့ပါဘူးဖရာရှေ့မှာအောင်မြင်မှာမြင်္ဂလာနဲ့ပြည်တာဖြစ်တယ်ဒါကြောင့်မို့ချစ်တော်စီတိုင်းကျွန်တော်တို့ရဲ့ဘုရားအသက်တာထဲမှာထားမြောက်တဲ့ယေရှုခရစ်တော်ဖရာကအခုပမာလာနေလဲဆိုရင်သင်နဲ့ကျွန်ုပ်ရဲ့အတွင်းဝိညာဉ်ထဲမှာလာနေတယ်အဲ့ဒီထားမြောက်တဲ့ယေရှုက သင်ရဲ့အတွင်းဝိညာဉ်ထဲမှာဖြစ်တယ်။ဒါပေမဲ့သင်ဟာယေရှုကိုယုံလိုက်တဲ့အခါသင်အထဲမှာယေရှုရောက်လာတယ်။သားတော်ကိုရတော်သူသည်အသက်ကိုရတယ်။သင်ထဲမှာယေရှုရောက်လာ။သင်ထဲမှာယေရှုရှိတယ်။ဒါပေမဲ့အဲ့ဒီရှိတဲ့ယေရှုကိုသင်ဟာရှင်ခွင့်ပေးရလား။ဒီနေ့နှုတ်ကပတ်တော်လည်းဒါလေးပါပဲ။အဲ့ဒီသင်အထဲမှာရှိတဲ့ယေရှုကိုသင်ဟာရှင်ခွင့်ပေးရလား။အဲ့ဒီယေရှုကမရှင်ခွင့်မပေးဘူးဆိုရင်တော့အတင်းတမသင်ရဲ့နှလုံးသားပလင်ကိုမအုပ်ဆိုးပါဘူး။အဲ့ဒီယေရှုကိုရှင်ခွင့်ပေးလိုက်ရင် သင်ရဲ့အတ္တတာကအစ်စ်သောအတ္တမှာမလုပ်နိုင်ပါလေရှင်းနေနိုင်ပါယေရှုကသင်အတ္တထဲမှာရှိတော့ရှိတယ်မရှင်ဘူးဆိုရင်သင်ရဲ့အတ္တတာကအတ္တတာအဟောင်းနဲ့ပဲသင်မလုပ်နိုင်ဘူးပါလေအသက်ရှင်တယ်ကယ်တင်ရှင်တော့မဆုံးရှုံးပါဘူးသာဝရအတ္တတော့မဆုံးရှုံးဒါပေမဲ့ဖျားဘုံတော့မထင်ရှားဘူးသင်ရဘလောက်ချမ်းသာချမ်းသာဘလောက်အောင်မြင်အောင်မြင်ဖျားဘုံတော့မထင်ရှားတော့ဒီနေ့ယေရှုကိုရှင်ခွင့်ပေးရင်သင်ရဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေပတ်စံရှိသည်ဖြစ်စေမရှိသည်ဖြစ်စေယောဂါရှိသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေသင်ရဖျားဘုံတော့ထင်ရှားမှာဖြစ်တယ် ဒါကြောင့်မို့သင်အแทမှာရှိတဲ့ယေရှုကိုရှင်ခွင့်ပေးလိုက်ပါအဲ့ဒီယေရှုခရစ်တော်ဘုရားကအသက်ရှင်သောဘုရားဖြစ်တယ်ရှင်သန်လှုပ်ရှားသောဘုရားဖြစ်တယ်မာဂရလာမာရီတို့သင်ချိုင်းကိုတွားကြည့်တဲ့အခါမှာကောင်းဝင်တမန်ဘာပြောလဲဆိုအသေးကောင်ရှိရာရက်မှာအသက်ရှင်သောသူကိုမင်းတို့ဘာလို့လာရှာတာလဲယေရှုကိုဒီမှာလာရှာဖို့မဟုတ်ဘူးသခင်ရှုကအသက်ရှင်တဲ့ဘုရားဖြစ်တယ်အခုရှင်နေတယ်ဘုမာလည်းသင်ရဲ့အแทမှာဖြစ်တယ်ဘာအဖြစ်လဲတန်ရှင်သောဝိညာဉ်တော်အဖြစ်ဖြစ်တယ် ဒါကြောင့်မို့တမန်တော်ရှင်ပိုးလူကဂလာတိ2:20မှာငါသည်ခရစ်တော်နဲ့တူလက်ဝါးကတိုင်းမှာအသိခံပြီသို့တော်လည်းအသက်ရှင်သည်ထို့သောဆိုသောငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်တော်မူ၏အဲ့ဒီလက်ဝါးကတိုင်းမှာအသိခံတဲ့ယေရှုခရစ်တော်ဖခင်ကအမှုတော်လုပ်ငန်းကိုစတဲ့အချိန်မှာငတ်မွချင်းနဲ့စတင်ခဲ့တယ်အမှုတော်လုပ်ငန်းကိုအဆုံးသတ်တဲ့အချိန်မှာငတ်မွချင်းနဲ့အဆုံးသတ်ခဲ့တယ်အမှုတော်လုပ်ငန်းကိုစတဲ့အချိန်မှာဘာငတ်လဲရက်40အစာရှောင်ပြီးတော့အစာမုတ်သိတယ်စာတန်ကကြောက်ခဲကိုဘာလို့ခိုင်းလဲ မုတ်ဖြစ်အောင်လုပ်ခိုင်းတယ်။အမှုတော်လုပ်ငန်းကိုစတဲ့အခါမှာတော့ဘာနဲ့စလဲ။မုတ်သိမ့်ခြင်းနဲ့စ။ဒါပေမဲ့ယေရှုကသူ့ကိုယ်သူပါပြောလေ။ငါဟာကောင်းငင်ကဆင်းသက်တော့အတတ်မှုန်ဖြစ်တယ်။ငါကိုစားတော်သူဟာမုတ်သိမ့်ခြင်းနဲ့กินလို့မယ်။ဒါကြောင့်မို့ယေရှုမုတ်သိမ့်ခြင်းခံခဲ့တာသင်မုတ်သိမ့်ခြင်းနဲ့กินဖို့ဖြစ်ပါမုတ်သိမ့်ခြင်းနဲ့အစာမုတ်သိမ့်ခြင်းနဲ့အမှုတော်လုပ်ငန်းကိုစပြီးတော့အမှုတော်လုပ်ငန်းကိုအဆုံးသတ်တဲ့ခါမှာလဝါကတိုင်းမှာရင်ငတ်တယ်လို့ယေရှုခရစ်တော်ဗျာမိန့်တော် မွတ်သိမ့်ခြင်းနဲ့ပဲဆုံးသက်ခဲ့တယ်။အဲဒီရေငတ်ခြင်းကိုခံခဲ့တဲ့ယေရှုခရစ်တော်ဘုရားကပြောလဲဆိုတော့ငါသည်အသက်ရေထွက်ရာဆန်းရေတွင်ဖြစ်တယ်။ငါပြီးသောရေကိုတောက်တော်သူသည်နောက်တစ်ဖန်ငတ်မှုခြင်းနဲ့ကင်းလိမ့်မယ်။ဒါကြောင့်မို့ယေရှုခရစ်တော်ဘုရားကိုယရတော်သူဟာငတ်မှုခြင်းနဲ့ကင်းသွားတာဖြစ်တယ်။အတိတ်ကပါလေ။သင်ယေရှုကိုယရင်ချမ်းသာမယ်အောင်မြင်မယ်သင်အကျွေးတွေကြီးမယ်ယောဂါအဲ့ဒါပြောချင်တာမဟုတ်ဘူး။သင်ဒီနေ့ထမင်းစားတယ် အကောင်းဆုံးဟင်းနဲ့စားတယ်။ကမ္ဘာအကောင်းဆုံးဟိုတယ်မှာသွားစားတယ်။တလားလောက်ဘာမှမစားဘဲနေလို့ရလား။မရပါဘူး။အချိန်တိုင်းမလုပ်လာလဲ။စားလား။အချိန်တိုင်းစားလား။သင်တည့်ရဒီနေ့ရေတောက်တယ်။တလားလောက်ရေမတောက်တော့ရလား။မရပါဘူး။အချိန်တိုင်းမလုပ်လာလဲ။စား။သင်ရတဲ့တားမှာပတ်စံသိန်း300ရှိတယ်။တော်ပြီလား။ဟုတ်တယ်သူတင်ထက်လုံနေတော့မယ်နောက်ထပ်သိန်းထောင်ထဲချီပါလုံနေတော့မယ်လုံနေတော့မယ်ထောင်ထဲချီရှိပြီးတော့ပြီလားပေါင်းထဲချီလုံနေတော့မယ် ဒါကြောင့်မို့လောကအရာတွေကတင့်ကိုအမှုသိမပြည့်စေဘူး။ဘယ်အရာကတင့်ကိုအမှုသိပြည့်စေတာသလား။ယေရှုခရစ်တော်ဘုရားကပဲတင့်ကိုအမှုသိပြည့်စေတာဖြစ်တယ်။အဲ့ဒီယေရှုကိုယရင်ငတ်မှုချင်းနဲ့ကင်းသွားတယ်။ဘာနဲ့ပဲစားစား၊ဘာနဲ့ပဲဝေးရဝေးရဘလို့အိမ်နဲ့ပဲနေရနေရကျမ်းမာတိဖြစ်စေမကျမ်းမာတိဖြစ်စေဘဝကိုကြည်နှက်သွားတယ်။ဘယ်ပုံမှာကြည်နှက်သွားလဲဆိုတော့ပတ်စံရှိခြင်းပုံမှာကြည်နှက်တာမဟုတ်ဘူး။အချင်းနေကောင်းတဲ့ပုံမှာခြေနဲ့တာမို့ယေရှုအတူရှိခြင်းမှာဘဝကိုခြေနဲ့ပြီးတော့အသက်ရှင်တတ်သွားတယ်။ဒါကြောင့်ခြေတော်စီတိုင်း ဘုရားသခင်ကကျွန်တော်တို့ကိုအတ္တသောအတ္တမှာကျင်လည်ဖို့အတွက်ဘာလုပ်တာလဲပြင်ဆင်ထားတယ်အတ္တတာအဟောင်းနဲ့အတ္တမရှင်ပါနဲ့အတ္တတာအသိနဲ့အသက်ရှင်ပါအတ္တတာအသိနဲ့အသက်ရှင်ဖို့ဘုရားကသင်ကိုဘာလုပ်ပြီးသွားပြီလဲပြင်ဆင်ပြီးသွားပြီဖြစ်တယ်မိတ်ဆွေသင်ရဲ့အထဲမှာယေရှုကလာရောက်နေထိုင်ပြီအဲ့ဒီယေရှုရှိနေခြင်းကိုသင်ဘက်ကရှင်ခွင့်ပေးလိုက်ပါသင်ရဲ့နှလုံးသားထဲမှာယေရှုကိုရှင်ခွင့်ပေးလိုက်ပါဒါကြောင့်မို့သင်ဟာယေရှုရှိသော ယုံကြည်သူလားယေရှုသင်အထဲမှာရှင်တော်ယုံကြည်သူလားယေရှုသင်ထဲမှာပဲရှိပြီးတော့ငါကပဲရှင်နေမှာဆိုရင်သင်အားဖြင့်ဖရားလှုပ်လို့ရမှာမဟုတ်ပါဘူးဖရားဘုန်းတော်ထင်ရှားမှာမဟုတ်သင်အတ္တတရားဇာတိပဲထွက်လာမှာဖြစ်တယ်အတ္တအဟောင်းနဲ့ပဲသင်ရှင်မိနေမှာဖြစ်ပါဒါပေမဲ့သင်ဟာအထဲထဲမှာရှိတဲ့ယေရှုကိုမိမိရဲ့နှလုံးသားပြင်မှာအုပ်ဆိုးခွင့်ပေးပြီးတော့ရှင်သန်ခွင့်ပေးမယ်အသက်တာအသက်မှာကျင်လည်မယ်ဆိုရင်တော့သင်အားဖြင့်ဖခင်ရဲ့ဘုံလင်းထင်ရှားမှာဖြစ်တယ်။သင်အားဖြင့်လောကသားတွေဖခင်ကိုသိလာမှာဖြစ်တယ်။ ကောင်းကင်နိုင်ငံရောက်ရင်လည်းသင်ဟာဆုလက်တရဖူကိုရမှာဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့မှာရှင်ပြန်ထမြောက်သွားတဲ့ယေရှုခရစ်တော်ဖခင်ကသင်အแทးမှာတန်ရှင်းသောဝိညာဉ်တော်အဖြစ်လာရောက်နေထိုင်ပါလေ။သင်ဟာယေရှုရှိတော်သူလား၊ယေရှုရှင်တော်သူလား။သင်အแทးမှာရှိတဲ့ယေရှုခရစ်တော်ဖခင်ကိုရှင်သန်အောင်ဆိုးခွင့်ပေးခြင်းအဖြစ်ငါဆိုတဲ့အတ္တဓာတ်နဲ့အတ္တမရှင်မဲနဲ့ယေရှုရှင်တော်အတ္တဓာတ်နဲ့အတ္တရှင်ခြင်းအဖြစ်ဖခင်ရဲ့ဘုံလင်းကိုဒီလောကခဏတာမှာထင်ရှားပြီးတော့ နောက်တံမလုံးမှာလည်းသာရကာလမှာဆုလက်တရခုကိုခံရသောသူဒီဒီဖြစ်မဲ့ကြောင်းဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေအာမင်